ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်တီရိနေချီမင်းတို့ဘလောက်တော့အလပြင်းနေကြလဲမြင်မြလာပါတော့စူးမြတ်နိုးဟဲ့မြင်မြလာပါတော့ဟဲ့မင်္ဂလာပွဲကနောက်ကြတော့မယ်သားတို့မြောက်လုံးကားထဲမှာထိုင်ဆောင်နေတာကြားလာပြီ ြည်မာပါအမေတမီးလာပါပြီတမီးလည်းဆင်တဲ့ဖြစ်နေပါပြီအမေတမီးလည်းအခုမှပဲရောက်တာပါဒါနဲ့တမီးဝတ်ထားတာဘလို့လဲရင်လှရဲ့လားနင်ကတော့အမြဲတမ်းနေရာတိုင်းကိုနောက်ကျအောင်လှုပ်တတ်တာပဲငါချွေးမလေးတီရွေးရတော့ဘလောက်လှပြီးရင်ကျေးလိုက်လဲပြီးတော့တီရွေးလေးရဲ့စာရီအင်ဂျင်လက်ကလည်းတကဲကိုလှတယ်ဂျေစုပါမေတမီးကိုယ်တိုင်ချုပ်ထားတာပါတမီးရောဘလို့နေလဲမေဟုတ်တယ်ဟုတ်တယ်ငါနင့်ကိုပြောရအောင်မေနင်ဘလို့အဝတ်စားတွေဝတ်ထားလဲအင်ဂျီကတူတူလေး ဒီလိုဥစားတွေနဲ့ငှဆွေမျိုးတွေစီသွားမလို့လားနေငါ့ကိုမင်္ဂလာပွဲမှာလူအများရှိရှက်ခွဲကျင်လို့လားအမေသမီးကခင့်မိပြီးမြို့သူပါဒီလိုဥစားတွေကသမီးနဲ့လိုက်တယ်ထန်းနဲ့အခုဘာလို့စိတ်ချမ်းလဲအမေရဲ့ရွာပညာမဲ့ချွေးမကြီးလို့မျက်နှာအုပ်ပြီးတကူလုံးအုပ်ဝတ်နဲ့ပတ်ပြီးနေရမှာလားရောက်မှလေပြောဆမ်းမအောင်ငါဘလို့နေလဲအမတကယ်ကိုလှတာပါနော်အမရဲ့ဝတ်စားစင်မှုပုံစံစာရီအင်ဂျီမိတ်ကက်စပင်ပုံစံအကုန်လုံးသမီးအရန်ကြိုက်တယ် သမီးဒါရီအားလုံးအမဆီယာတင်ယုံချက်နဲ့သမီးမင်္ဂလာဆောင်တဲ့အခါကျရင်လဲအဝတ်စားကိစ္စအတွက်အမရဲ့အကူအညီကိုယူမှာပါ။အင်းအင်းနင်းကလည်းယူကြောင်ကြောင်နဲ့သူလှုပ်တမျှအဟုတ်ထင်နေ။အမေစိတ်မပူပါနဲ့။ရောင်းမလေးစိတ်ဆက်ရင်သမီးကိုယ်တိုင်သူ့အတွက်တရက်လှပတဲ့အဝတ်စားတွေချက်ပေးမှာပါ။ကဲတော်တော့ပြီကားထဲမှာထိုင်ဆောင်နေရတာ ကြာလာပြီ။လာကြပါတော့နောက်ကျနေပြီ။အဲ့နောက်လူတိုင်းကားပေါ်ထိုင်ပြီးမင်္ဂလာပွဲရှိရစီရောက်ရှိလာကြပါတည်း။ တချို့ခင့်မိတဲ့သူများကတော့ရောင်သူချွေးမရဲ့ဝတ်စားစင်ရင်မှုကိုလောင်ပြောင်ကြပြီးနေကြီးရဲ့အဝတ်စားကိုချီကျူးကြပါတဲ့။အန်အောဆရာပဲနေကြီးနင်ကြောင်းတက်တဲ့ချိန်ထဲကအမြဲလာတဲ့ဝတ်စားတွေပဲဝတ်တက်တယ်။နင်းစတိုင်ကအခုချိန်ထဲမပြောင်းလဲသေးဘူး။ဂျေစုပါဟဲ။ဒါပေမဲ့ကျမပတ်ဝန်းကျင်လူတွေကကျမရဲ့စတိုင်ကိုလုံးဝနားမလည်ကြဘူး။ဒါကခင့်နဲ့မလိုက်ဘူးမလား။အော်နင်ကတန်းဆိုးရဲ့ချွေးမလေးလား။ချွေးမငယ်လေးလေ။ဖျားဖျား နင်ဘလို့ဝတ်စားထားတာလဲနည်းနည်းလေးမှမရှက်ဘူးလားဟင်နောက်ကြောတစ်ခုလုံးပေါ်နေပြီဘိုက်ကလည်းတလောက်အများကြီးပေါ်နေတာအတော်ရဲ့အတော်ဘိုက်ကလည်းမြင်ရတာပါပဲလက်တွေလည်းမြင်ရတာပဲလယ်ပင်လည်းမြင်ရတာပဲတမီမှားတာပါ စာရီဝတ်မဲ့အစားတီရှပ်ဝတ်ပြီးလာခဲ့ရမှာဟိုးနေချီနင်ကမှန်ကန်တဲ့ဖြူပေးလိုက်တာပဲအဲ့ဒီနောက်ဒေါမကဒေါသတကြီးထွက်သွားပြီးဒေါသန်းစိုးနဲ့တောတိုင်နေမှာတည်းကြည်စမ်း နင်လူတွေရှေ့မှာငါ့ကိုရှက်ခွဲလိုက်ပြီအမေတမိပါအရှဲမှမခွဲပါဘူးသူ့ရဲ့အတွေးခေါ်ရှေ့ခက်ကလိုပဲအခုပြောပါအောင်တမိသားစာရီမဝင့်ရှိုင်းကြည့်ဝတ်ပြီးလာမှလားဒီလိုလူမျိုးတွေကိုဒဲ့ပြောဖို့ကလည်းအရေးကြီးသေးရဲ့လေချွေးမလေးနင်ပြောတာဟုတ်တော့ဟုတ်ပါတယ်ငါမဆိုင်ပဲစကားများမိတာဒါပေမဲ့နင်မှားတယ်သိလားနေရမင်္ဂလာပွဲပတ်ဝန်းကျင်ကိုရောက်နေတာဒါပါတာရင်းနဲ့မိသားစုပွဲမျိုးဒီလိုဝတ်စားမျိုးမဟုတ်လားတဲ့ဦးလေနင်အမအကိုကြည့်အောင် ဘလောက်လှပပြီးတော့ယင်ကျေးလိုက်လဲကောင်းပေါ်ကစာရီဆောက်တော့လုံးဝမရွတ်အောင်ထိန်းထားတယ်ပြီးတော့သူကလက်ဖက်ရည်နဲ့ရှည်တော်လိုက်ပြီးတော့ဧည့်ခံပေးနေသေးတာဟုတ်ပါပြီအတော်ရဲ့သမီးကိုခွင့်ပြုပါအောင်ဒီလိုပြောပြီးနေကြီးကလည်းထွက်သွားခဲ့ပါတည်းတဖက်မှာတော့ဆွေမြတ်တို့ကစားတောင်းနေရကိုသွားရင်သူရောက်ဆိုတဲ့ကောင်းလေးနဲ့တိုက်မိခဲ့ပါတည်းနှုတ်စလုံးကတယောက်မျက်နှာတယောက်ကြည့်မိကြပြီးသဘောကျသွားကြပါတယ်။ဒေါ်တန်ဆူလိန်အဲ့ဒီကောင်းလေးကိုသဘောကျခဲ့ပါတည်း။ အဲ့ချိန်မှာအဲ့ဒီမြင်ကွင်းကိုမြင်တွေ့လိုက်တဲ့ကောင်းလေးရဲ့မိခင်ကလည်းဒေါက်တန်းစုကိုသူသားရဲ့မင်္ဂလာကိစ္စကိုပြောခဲ့ပါတယ်။အဲ့နောက်မှာနှစ်ပတ်အတွင်းမှာပဲနှစ်ဦးစလုံးစီစဉ်လိုက်ကြပါတယ်။ပြီးတာနဲ့မင်္ဂလာပွဲအတွက်ပြင်ဆင်မှုတွေကိုစတင်ခဲ့တော့တာပေါ့။တည့်ရက်မှာတော့ရောက်ခမကချွေးမနှစ်ဦးလုံးကိုသူ့နားမှာထိုင်ခိုင်းပါတယ်။ကဲအခုနင်တို့ရောက်မလေးရဲ့မင်္ဂလာပွဲကရက်ပိုင်းပဲလို့တော့တာဆိုတော့ချွေးမနှစ်ယောက်လုံးတိတ်ချပြင်ဆင်ကြရမယ်။နင်တို့ရောက်မလေးနဲ့တူတူလက်ဝတ်ရတနာတွေတွားယူ ပြီးတော့သူမင်္ဂလာဝတ်ဆောင်တွေလည်းပြင်ဆင်နေချီချွေးမလေးနေရတော့ချက်ပြုတ်ရင်းနဲ့အလှဆင်တာတွေလုပ်ပါအမေသမီးတို့ဒီလိုခက်ခဲတဲ့အလုပ်တွေမပေးပါနဲ့သမီးမှာအလို့အတွေ့အကြုံမရှိဘူးဒါပေမဲ့သမီးကတော့လက်ဝတ်ယတနာတဆိုင်ရောင်းမလေးရဲ့မိကက်အလှပြင်ဆိုင်ကိစ္စနဲ့သူ့ရဲ့မင်္ဂလာဝတ်ဆောင်အားလုံးတာဝန်ယူပါမယ်ဟုတ်တယ်မေသမီးရောင်းမရဲ့အကြိုက်တိုင်းအကုန်လုံးလိုချင်တယ်အထူးသဖြင့်မိကက်နဲ့ဝတ်စားတွေပေါ့အထူးသဖြင့်ရွာရောင်းမတော့ခက်မမေဘူးဒါပေမဲ့ ။သမီးမျိုးသူရောက်မှတော့စတိုင်ကြတယ်။အရေးမကြီးပါအမေ။ဘာပဲဖြစ်ဖြစ်နေချီကသမီးချက်မိတ်ကအကြောင်းပို့ပြီးတော့သူပဲရောက်မှလေကိုအလှပြင်ဆိုင်ခေါ်သွားပါလိမ့်မယ်။သမီးကအိမ်ကိုအလှဆင်မယ်။မုံ့နေပြင်မယ်။ရောက်မှလေအတွက်မင်္ဂလာဝတ်ဆောင်တွေပြင်ဆင်ပေးမယ်လေ။ကောင်းပါပြီချွေးမလေး။ရောက်မှလေရဲ့ဝတ်စားတွေပြင်ငါမင်္ဂလာပွဲမှာဝတ်ဖို့ဝတ်ဆောင်တွေပါပြင်ဆင်ပေးအောင်။ဟုတ်ကဲ့မေ။ဒါသမီးရဲ့ရက်ခမအိမ်ကပထမဆုံးမင်္ဂလာပွဲဆိုတော့လူတိုင်းလှလှပပဖြစ်နေရမယ်။ ရောင်းမရီအမသမီးရဲ့မင်္ဂလာဦးနှနှင်းပွဲရဲ့မင်္ဂလာဆောင်ပွဲတွေအတွက်အင်ကြီးတွေချုပ်မယ်ဆိုရင်ရောင်းမနေချီကမင်္ဂလာဝတ်ဆောင်ချုပ်ပေးမလားလှုပ်ပေးရမှာပေါ့ရောင်းမလေးရဲ့အမေသမီးအလှပြင်ဆိုင်ချိန်ထားတာရောင်းမလေးခေါ်သွားမယ်နော် မနေ့ပြန်နှနှင်းပွဲရှိတယ်အခုနေအလှပြင်ထားမှာတော်ကာကြမှာအိမ်တော်မှာနေချီဟာလက်ဝယ်ရတနာဆိုင်မှာသူ့ရောင်းမကိုလက်ဝယ်ရတနာတွေရွေးပေးခဲ့ပါတယ်ပြီးတော့သူ့ရဲ့ဒီဇိုင်းနာစီခေါ်သွားပြီးလှပတဲ့ဝတ်စုံတွေကိုလည်းပြခဲ့ပါတယ် ရောင်းမရင်ဒီမင်္ဂလာဝတ်စုံတွေကအရန်လာပေမဲ့မင်္ဂလာပွဲအတွက်တင့်တော်တဲ့မင်္ဂလာဝတ်စုံတစ်ခုမှမရှိသလိုပဲတမီးမကြိုက်ဘူးဘာလုပ်ရမလဲပြီးတော့တမီးအခုအလှပြင်ဆိုင်သွားရအောင်မယ်စိတ်မပူပါနဲ့ငါဒီမှာရှိတယ်နင့်အတွက်လှတဲ့မင်္ဂလာဝတ်စုံတစ်ခုနှစ်ရက်တွင်ရှာပေးမယ်နင်ခုအလှပြင်ဆိုင်သွားလာအောင်နော်နေကြီးလေးရောင်းမဖြစ်သူကိုအလှပြင်ဆိုင်ကိုခေါ်သွားခဲ့ပါတဲ့အဲ့ဒီနေရာမှာလက်သေးချေသိမ်းမျက်နှာပေါင်းတင်တာရီပြုတ်လုပ်ပေးလိုက်ပါရီတခြားတစ်ဖက်မှာတော့တီတီဟာရောက်ခမနဲ့အတူ သူ့ရောင်းမအတွက်ကောင်းမွန်တဲ့စာရီတထည်ဝေပြီးအင်ဂျင်နဲ့မင်္ဂလာဦးဝစ်ဆောင်ကိုအိမ်မှာပြင်ဆင်နေခဲ့ပါတယ်။ချွေးမလေးနင်လေးနိုင်လောက်ချုပ်နေတာဘာမှမစားသေးဘူး။ဒါလေးယူပြီးစားလိုက်အောင်။အမေအဝတ်စားတွေချုပ်ဖို့ကအရင်အရေးကြီးတယ်။ဘာပဲဖြစ်ဖြစ်မနေ့ပြန်ကတမီယာခမအိမ်ကပထမဆုံးမင်္ဂလာပွဲရဲ့ပထမဆုံးထုံနှန်းဆင်လာပဲ။တမီယာတော့မင်္ဂလာဦးပွဲမတိုင်ခင်တည်းကအဝတ်စားတစ်ဆိုင်တွေပြင်ဆင်ပြီးသားပါ။ဘလို့လဲမေသဘောကျရဲ့လား။အိုး အရန်လာတဲ့ချွေးမလေးငါတီဝတ်စုံလေးကိုသဘောကျတယ်။နနွင်းပွဲအတွက်ရောဘာလုပ်ထားသေးလဲ။ရိုးရဝတ်စုံလေးပါပဲအမေ။ဒါပေမဲ့ဒီဇိုင်းကနည်းနည်းကွဲပြားတယ်။သမီးလက်နဲ့ပလဲကျိုးတွေပေါင်းထည့်ထားတယ်။ကောင်းလိုက်တာချွေးမလေးရဲ့နင်းချုပ်တာအရန်တော်တာပဲ။အဲ့ဒါကြောင့်သူ့မင်္ဂလာဝတ်စုံနင့်ကိုလှုပ်စေချင်တာ။ဒါပေမဲ့နင့်ရောက်မှနားမထောင်လေ။ကိစ္စမရှိပါဘူးအမေ။အဲ့နောက်မှာတိရိကနောက်နေဆန်းရင်းလိန်ပွဲအတွက်အနှပြင်ဆင်မှုတွေကိုစီမံခန့်ခွဲပြီး ညီကိုနှစ်ဦးကတော့မုတ်လုတ်တဲ့သူကိုမုတ်လုတ်ရမှာညှွန်ကြားနေခဲ့ပါတယ်။ဟဲ့ချွေးမလေးမြင်မြန်လာပြီးနှွန်းနှွန်းကြိတ်ပါအောင်မင်္ဂလာချိန်နီးပြီ။ဟာအမေသမီးတာရီမလုတ်တတ်ဘူး။တာရီလုတ်ရင်သမီးရဲ့လက်သေးနဲ့လက်သေးတူနဲ့ပြက်စီးသွားလိမ့်မယ်။ပြီးတော့သမီးတာဘလို့လုတ်ရမှန်းလည်းမသိဘူး။သမီးရမြို့သူချွေးမလေးအမေရဲ့ရွာသူချွေးမလုတ်ခိုင်းလို့ရတာပဲ။ဟဲ့သူကသူ့ရဲ့နှွန်းနှွန်းပွဲဝတ်စုံတွေကိုပြင်ဆင်နေရလေ။ကိစ္စမရှိပါအမေရဲ့သမီးမြန်မြန်နှွန်းနှွန်းကြိတ်လိုက်မယ်။ တီရီကမအားတဲ့ကြားကဇနွင်းကိုလျင်မြန်ကြိတ်လိုက်ပါရယ်ခဏကြာမှတော့လူတိုင်းကဇနွင်းပွဲဝစ်စုံလေးဝစ်စင်ကရောက်ရှိလာကြပြီးစုမြန်တို့ကိုဇနွင်းလင်းကြပါတည်းအဲ့နောက်မှာကခုံတီးဆိုကြရင်နဲ့ဒေါ်အမားနဲ့ဒေါ်ချူတို့ကတီရီချုံချားတဲ့ဝစ်စောင်းတွေကိုကြီးကျူးကြပါတည်းဒီအဝတ်စားတွေကိုနှင်ချွေးမှလှုပ်ထားလားတကယ်တော့လေနှင်ချွေးမှလေတီရီကိုအရန်လှတယ်လို့မြင်တယ်နှင်ရဲ့ခစ်မိတဲ့ချွေးမှတော့အတော့မဝင်တဲ့အဝတ်စားတွေပဲဝတ်တက်တယ်ဟဲ့တီရီလေကတော်ပဲမဲ့ ချွေးမနေချီကတော့ဘသူမှသူ့ဘာမှပြောလို့မရအောင်။ဘာပဲဖြစ်ဖြစ်မြို့ပြရင်ကျိမုံဆိုတာဒီညမှာဝတ်လို့မတင်တော့လေ။ကြည့်အောင်ဒီနေ့မှတော့ကောင်းပေါ်မှာစားရအစမရှိဘူး။ဟဲ့သီရိယာငါမင်္ဂလာပွဲမှာဝတ်မဲ့ဝတ်ဆောင်တွေတောင်ချုပ်ထားတာ။စုမြတ်နိုးရဲ့နနွေးပွဲဝတ်ဆောင်လည်းသူပဲချုပ်ပေးထားတာလေ။အမေရဲ့သမီးတို့ဒီလောက်ထိမချီးမွမ်းပါနဲ့။ဘာပဲဖြစ်ဖြစ်ဒါသမီးရဲ့ရခမအိမ်ကပထမဆုံးမင်္ဂလာပွဲဆိုတော့ဝတ်ဆောင်ကအဲ့မကန်ဖြစ်နေရမှာပေါ့။ မိမအုံကြီးလေးရောက်တနည်းအားဖြင့်စုမိရနဲ့ဝဆားတွေကြောင့်ပြောကြတော့တာပဲ။နောက်နေ့မနက်မှာတော့မင်္ဂလာဥပွဲရှိပါတယ်။အဲ့နေရာမှာလည်းပဲရွာသူချွေးမှချုပ်ထားတဲ့ဝဆားတွေကိုတဖန်ပြန်လည်ချီးကျူးကြပြန်ပါတယ်။တိရိကညာလုံးပေါင်မင်္ဂလာဝတ်စုံတစ်ထည်ကိုလည်းချုပ်ခဲ့ပါတည်း။တခြားတစ်ဖက်မှာတော့နေကြီးကသူ့ရောင်းမအတွက်မင်္ဂလာဝတ်ဆောင်ကိုဝင်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့တာငါရဲ့ရခမအိမ်ကပထမဆုံးမင်္ဂလာပွဲဆိုတော့ငါကိုယ်တိုင်အတွက်အရင်လှတဲ့ဝတ်ဆောင်တချို့ချုပ်ထားတယ်။ ပြီးတော့ငါရောင်းမတဲ့ဒေမင်္ဂလာဝတ်ဆောင်အော်ဒါမှထားတာသူတောင်မျက်နှာနဲ့ပြောသွားလိမ့်မယ်ပြီးတော့ဟိုရွာသူမလည်းမတွေ့ရကြဘူးသွားကြည့်လောင်းမယ်နေကြီးဟာတိရိရဲ့မင်္ဂလာဝတ်ဆောင်ချုပ်နေတဲ့အခန်းကိုသွားကြည့်ခဲ့ပါတည်းငါမင်္ဂလာဝတ်ဆောင်တစ်ထည့်ကိုပြင်ဆင်ထားတယ်ရောင်းမလေးသဘောကျမယ်လို့မျှော်လင့်ပါတယ်သူသာနေချင်းမှာပေးတာမကြိုက်တာဝတ်လို့ရတာပဲအိုးဟိုသူတို့ညှင်းဆက်နေတာတောင်ကို့ဘာသာကိုမင်္ဂလာဝတ်ဆောင်လှုပ်ထားသေးတာပဲ ကိစ္စမရှိပါလေ။ကျောင်းမလီကတော့ငါဝတ်ဆောင်ပဲသဘောကြမှာ။ဒီဝတ်ဆောင်ကပေါပေါဖျက်ဆီးပြစ်မယ်။ဒါမှသူ့ရဲ့ဝတ်ဆောင်မရွေးမှာ။တီရီဟာရောက်ခမဖြစ်သူကိုလူတိုင်းရဲ့အဝတ်အစားတွေချုပ်ပြီးပြီဖြစ်ကြောင်းပြောခဲ့ပါတယ်။နေကြီးကတော့တီရီချုပ်ထားတဲ့ပေါပေါကိုဖျက်ဆီးပြစ်ခဲ့ပါတယ်။ရရောက်တော့ဒိုတန်းဆိုးဟာချွေးမနှစ်ယောက်လုံးကိုခေါ်ပြီးပြောလိုက်ပါတော့တယ်။ငါသမီးမင်္ဂလာပွဲရမနှက်ပြန်နော်။ကဲနေချီ။နင်သူ့အတွက်ယူလာတဲ့မင်္ဂလာဝတ်ဆောင်ငါ့အောင်ပြအောင် ပြီးတော့ချွေးမလေးတီတွေနင်သူ့အတွက်မင်္ဂလာဝတ်ဆောင်ချုပ်ထားရလဲငါ့ကိုပြောင်းလေအမေသူ့ရဲ့ပြင်းစရာကောင်းတဲ့အဝတ်အစားတွေမကြည့်ချင်ပါဘူးအမနဲ့ချေအရင်ပြအဲ့နောက်မှာနေကြီးကသူ့ဝယ်ထားတဲ့ဝတ်ဆောင်ကိုစုမြတ်တို့ကိုပြခဲ့ပါတယ်တောင်ကုန်မြင်းမင်းစုမြတ်တို့ကလုံးဝမပြောရှင်တော့ဘူးတဲ့ကွယ်သူကတော့သူ့ရောင်သူရောင်မှချုပ်ထားတဲ့မင်္ဂလာဝတ်ဆောင်ကိုသာအရင်ကသဘောကျနေပါတည်းအမနဲ့ချေဘာတွေလှုပ်လိုက်တာလဲသမီးမင်္ဂလာပွဲကမနှက်ဖြန်းဆိုတော့ အခုနောက်ထပ်မင်္ဂလာဝတ်ဆောင်နေဝယ်ဖို့အချိန်တော့မရှိတော့ဘူးဘလို့အင်ကြီးမျိုးအော်ရာမှားပြီးချုပ်ထားရလဲပခုံးလုံးဝပေါ်နေတယ်ကျိုးတချောင်းထဲနဲ့တီဝတ်ဆောင်ကဘလို့ကြီးလဲစကက်ကလည်းတလောက်အကွဲချုပ်ထားတာသမီးခြေထောက်တွေမြင်ရတော့မယ်သမီးတီလို့သရိုးသမီးမျိုးမဖြစ်ချင်ဘူးအိုးဖျားရေအခုသမီးလုံးဝလက်ထနိုင်တော့မှမဟုတ်ထင်နဲ့အမသီရိယာဝတ်ဆောင်ကလှတယ်ဒါပေမဲ့သူ့ရဲ့ဘဝပျက်စီးနေတယ်ရောင်းမလေးနင်ကိုယ်တိုင်တီလို့ဝတ်စားမျိုးဝတ်ရတာကြိုက်တယ်လို့ပြောခဲ့တာပဲလေဟင် ဘယ်အချိန်ပျက်စီးသွားတာလဲမသိလိုက်ဘူး။ဒါပေမဲ့အဆင်ပြေပါတယ်။ငါမှနီးလန်းရှိတယ်။နေငါဝတ်ဆောင်သဘောကြတယ်မလား။နေမနဲ့ပြန်မင်္ဂလာပွဲမှာတောင်ဝတ်လို့ရတယ်။ပြီးတော့နေချီရဲ့ဘဝငါချုပ်ထားတဲ့ဝတ်ဆောင်နဲ့နည်းနည်းမှမလိုက်ဖက်ဘူး။ငါအဲ့ဒါကိုပို့ပြီးလောက်အောင် လုပ်ပေးမယ်။ဒါဆိုမနဲ့ပြန်ကြရင်နေရောက်မှနှောက်လုံးရဲ့ကောင်းချီကိုရရှိလိမ့်မယ်။နေတီဝတ်ဆောင်ဝတ်လို့ရမှာပါ။ချွေးမသီရိယာဒီပြက်တနာကိုဖြည့်ရှင်းနိုင်မယ်ဆိုတာအမေသိပြီးသား။ ိနောက်မှာတီရီကတညာလုံးမအိပ်ဘဲရောင်းမဖြစ်သူအတွက်ပေါ်ပေါ်ကိုချုပ်ခဲ့ပါတယ်။မနေ့မိုးလင်းကနေ့မှာတော့ပဝါကပြီးသွားပြီးမင်္ဂလာဝတ်စုံကလည်းပြည့်စုံသွားခဲ့ပါတယ်။စုမြတ်နိုးလင်းတီရီချုပ်ပြီးတဲ့မင်္ဂလာဝတ်စုံကိုဝတ်ပြီးမန်းတံမှာပတ်ကြည့်တဲ့အခါလူတိုင်းကသူ့ဝတ်စင်ထားတဲ့ဝတ်စားတွေနဲ့ချုပ်ပြီးတဲ့တီရီကိုပါချီးကျူးခဲ့ကြပါတယ်။တချောင်းတစ်ဖက်မှာတော့မြူသူချွေးမရဲ့ဝင်စားတွေကိုဖြောင်ပြောင်ခဲ့ကြပါတယ်။အိုးစုမြတ်နိုးနေ့မင်္ဂလာဝတ်ဆောင်အရှမ်းလာတာပဲဟာ ပြီးတော့နေเจ้าမတီရီကလည်းအရင်လာပဲနော်။ဒါပေမဲ့နေเจ้าမနေချေရတော့ဝတ်စားထားတာလုံးဝယဉ်ကျေးမှုမရှိဘူး။ကျေးဇူးအများကြီးတင်ပါတယ်မမယူရ။ဒါနဲ့အမတီရီအမဒီနေ့သမီးရလက်ထပ်ပွဲကိုကယ်တင်ခဲ့တာပဲ။မဟုတ်ရင်သမီးလည်းဘာဖြစ်သွားမလဲမသိဘူး။ပြီးတော့အမလည်းအရင်လာနေရပဲ။ကျေးဇူးပါเจ้าမလေး။မင်္ဂလာပွဲမှာလူတိုင်းစီကနေအပြည့်အဝစောင်းတဲ့စကားတွေကိုကြားရပြီးတဲ့နောက်မှာတော့နေကြည်လင်သူ့ရဲ့အတွေ့အကြုံနဲ့ဝန်ဆောင်စင်ရင်မှုပုံစံနှမျိုးလုံးကိုပြောင်းလဲလိုက်ပါတော့တယ်။ အခုရောင်းမလို့ဝစ်စင်ပြီးလူတိုင်းစီကနေချီချူးစကားတွေကိုရရှိနေပြီဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်